SS ဆိုတာဘာလဲ SS ဆိုတာကိုတုံးလိုက်တဲ့ပတ်စံကလေကိုစီကိုဓာတ်ရိုက်တော်လကောင်တွဲဝိုက်တော်နီးနဲ့တော်လကောင်တဖန်ပြန်ပြီးအချိုးပြနေပြီးဝင်ဝင်နေနဲ့ပြန်ဝင်လာတယ်ဆိုရင်အဲ့ဒါကို SS ပိုင်ဆိုင်မှုလို့ခေါ်ပါတယ်ဥပမာအိမ်တလုံးဝယ်ထားတယ်အငှားပြန်ချထားတယ်ကိုဝယ်ထားတဲ့အိမ်ကနေလစဉ်နှစ်စဉ်ဝင်ဝင်ရနေတဲ့ SS ပိုင်ဆိုင်မှု ကားစည်းဝယ်ထားတဲ့အငားပြင်ချထားတယ်။ကိုဝယ်ထားတဲ့ကားကနေလားစင်နှစ်စင်အုံနာချေးတွေရနေတဲ့အဆက်ပိုင်ဆိုင်မှုညီကိုတကွက်ဝယ်ပြီးရင်းနှီးညှို့နှံထားတယ်။နောက်ငါးနဲ့လောက်ကြတဲ့အခါဝရင်စည်းတက်ကိုတံပိုးများကြီးတက်လာတယ်။အဆက်ပိုင်ဆိုင်မှုဖုန်းတစ်လုံးဝယ်ထားတယ်ဒီဘုန်းကနေ online shopping လုပ်နေတယ်။လားစင်နှစ်စင်နေ့စဉ်ဝင်ငွေတွေရနေတယ်ဒါလည်းပဲအဆက်ပါ။နိုင်ငံခြားစီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ Coca-Cola, Apple, Tesla တို့ရဲ့အဆုရှယ်ယာတွေကိုဝယ်ပြီးယင်းနှုတ်နှံထားတယ်။နှင်းနှဲငယ်ကြတဲ့အခါဝယ်ရင်းစည်းထက်အဆုရှယ်ယာတန်ဖိုးကြီးအများကြီးတက်လာတယ်။ဒါလည်းပဲအဆက်ပိုင်ဆိုင်မှု။ဒါကြောင့်မိတ်ဆွေကအနာဂတ်မှာငွေကြေးနဲ့ပတ်သက်ပြီးပြည့်စုံခြင်းနဲ့ကျွေးဝခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်အဆက်ဆိုတဲ့ပိုင်ဆိုင်မှုတွေကိုဝယ်စုဆောင်ထားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးဒီမိတ်ဆွေအတွက်အကျိုးတစုံတရာရရှိတယ်ဆိုရင် like and subscribe လေးလုပ်သွားပေးပါ အဆက်ဆိုတဲ့ပိုင်းဆိုင်မှုနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အကြံပြုချက်တွေကိုလည်းကွန်မန့်အောင်မှန်တွားလို့ရပါတယ်